စောင်းမဝင်ပဲတဲဝင်ပြနေတဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကိုရန်ကနာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့အတင်းကြီးတချို့စောင်းခုနေရခြင်းဂျာလကောင်တွေရယူပြနေတဲ့အာဆင်နယ်အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်အရင်ယာဒီမှာဆိုရင်အာဆင်နယ်တင်ဟာစောင်းဝင်တာနဲ့ပုံစံကောင်းနေပျောက်ဆုံးတက်ပြီးဂျာလက်ဒီဆိုဝါလည်းရှိပါတယ်ဒီလိုဘာစလီကာလာတွေမှာစကိုတင်ဖန်နေရဲ့တောင်မြောင်ချင်းကိုလည်းခံရလို့ရှိပါတယ် တရားဒီမှာတော့စပါ၊ဘိုင်ယန်၊ဘရာဗိုတို့ကိုနိုင်ယူပြီးတော့ချက်စီနဲ့တင်းကြကတဲဝင်ပြနေပါတယ်။နောက်ပိုင်းနှစ်တွေမှာအာဆင်နယ်တင်းဟာခြေစွမ်းအတော်တင်းကျင်ကောင်းမွန်လာပြီးတော့တိုက်တယ်ရေးစင်းမှာလည်းပါဝင်လာခဲ့ပါတယ်။32ဒုတိယရာပြီးရနောက်မှာအာဆင်နယ်အသင်းဟာလက်ရှိရာဒီမှာကောင်းမွန်စွမ်းဆောင်ရည်နဲ့ရှေ့ဆက်နေစေဖြစ်ပါတယ်။ဒီကိုရိုနေနဲ့ channel လေးကို subscribe မနှိပ်ရည်နှိပ်ခဲ့ပြပါခင်ဗျာဒီ yardi yardi ရဲ့လူခေါ်ယူမှုတွေဟာလည်းအရင် yardi တွေကထက်ပိုမှုကောင်းမွန်ခဲ့ပြီးတော့တရှိချင်းထိအလုပ်ဖြစ်နေခဲ့ပါတယ် ်နောက်တန်းမှာဆလီဘာနဲ့ဂါဘရီယယ်နောက်ဦးစလုံးမှာပါဝင်90တိုင်အောင်ခန်စစ်ကအဆင်ပြေနေခဲ့ပြီးတော့အိုလီကနေရာမှာလည်းအစီနဲ့အစားထိုးနိုင်ခဲ့ပါတယ်။မော်စကွေးယားနဲ့ဟင်ဂရီအတွက်ဟာဆလီဘာနဲ့ဂါဘရီယယ်လောက်အကြီးလက်ဖူးဆိုပေမဲ့လို့လက်ရှိချိန်ထိတော့အဆင်ပြေနေစေပါ။ဒီလိုစကွတ်တဲ့အင်အားတောင်းနေခြင်းအားလည်းပွဲချက်ကာလတွေမှာလွန်ရေးကြီးလာပါတယ်။ဒါပြင်နီးပြရဲ့စားသမားတွေအပေါ်အလှဲ့ကျလူထုပ်ပုံ ပွဲပေါ်ချင်းကပ်ပုံတွေကလည်းအဓိကကျလာပါတယ်။ကစားသမားတွေရဲ့ခံယူချက်ကလည်းဒီလိုပွဲချက်ကာလာတွေမှာအာဆင်နယ်အတွက်အတော်ကိုအထောက်အကူဖြစ်ခဲ့ပါတယ်။အခုလက်ရှိမှာဂန်းနာတွေဟာစံပြားတာတွေလုပ်ပြနေပြီးဘော်စီဒီကာလာမှာနောက်ထပ်ရလက်ကောင်းတွေယူဆောင်သွားနိုင်အောင်မလားဆိုတာဂန်းနာဖန်တွေအတူတူရေခုံစိတ်လို့ရှာစွာစောင့်ကြည့်လိုက်အောင်ခင်ဗျာ။ဆုံးပြီးကြည့်ရှုခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။